ညောင်မြအားထကား6မှာ ဖြစ်ပွားခဲ့တဲ့ចောင်းတွင်းအကျန်းဖမ်းမှုကိုဒီအတိုင်းပြီးသွားမှဆိုလို့နင်နာသူចောင်းသူလေးရဲ့အိမ်ကို ကိုတိုင်ကိုကြသွားရောက်တွေ့ဆုံခဲ့ပြီး အပင်းစကားပြောကြခဲ့သူတဲ့ဦး မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့စာတဲနဲ့ပြီးခဲ့နေမှဖြစ်ပွားခဲ့တယ်။မြောင်မြမြို့အာထက6ကကျောင်းတွင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးနေနာသူကျောင်းသူလေးနဲ့အတူကျောင်းသားမိဘများနဲ့တည်သူတော်တော်များများကတရားမျှတမှုရရှိစေဖို့အတွက်တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။မြောင်မြအာထက6ရဲ့ကျောင်းတွင်အကြမ်းဖက်မှုဖြစ်စဉ်မှာပါရိုက်စပင်ဆွဲခံခဲ့ရသူကျောင်းသူလေးရဲ့အမိကချစ်ချစ်တုံဖြစ်ပြီးပြီးခဲ့တဲ့နေ့ကသူမဟာ6တန်းကျောင်းသူအဖြစ်ပညာသင်ကြားခဲ့ရပြီးစာမေးပွဲမဖြေလိုက်ရတဲ့အတွက်အခုနှစ်မှာဆိုရင်လည်းကျောင်း ောင်းပြန်တက်ရင်တော့6တန်းကနေပဲပြန်တက်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိတော့ကျောင်းပြန်မတက်ရသေးပေအိမ်မှာပဲရှိနေသေးတာဖြစ်ပြီးဒီမောက်ကိုအုပ်စုဖွဲ့ပိုင်းရိုက်ခဲ့ကြတဲ့သူတွေကတော့အစိုးပါအထက်ကကျောင်းမှာပဲမနေ့ကလည်းစာမျိုးပွဲဖြေခွင့်ရခဲ့တယ်လို့ဒီနေ့မှလည်းအတန်းတက်ခွင့်ရရှိနေကြသေးတယ်လို့ကာယကံရှင်မင်းကလေးကိုယ်တိုင်ပြောပြထားတာဖြစ်ပါတယ်။ မနေ့ကပြည်စင်စာဖြစ်ဖြစ်ခြင်းအချိန်မှာစစ်ဆေးခဲ့တဲ့ရလတ်အရာအဆိုပါပားရိုက်မှုကျွလွန်ခဲ့သူအုပ်စုကိုကြောင်းနှစ်ပတ်နားခိုင်းခဲ့တာဖြစ်ပြီးအခုလက်တလောပြန်လည်စစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘာတစ်ခုမှထူးခြားမှုသိရှိတာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။အခုတစ်ခါမှဆိုရင်တော့နင်နာသူမိန်းကလေးရဲ့ကိစ္စကိုအမှန်အတိုင်းဖြစ်စေခြင်းနဲ့သူတယောက်ကသူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီးအခုဖြစ်ခဲ့တဲ့ကိစ္စတွေမှာအမှန်အတိုင်းမဖြစ်မှာကိုစိတ်ပူနေတယ်လို့လည်းပြောလာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အခုချိန်ထိလည်းကြောင်းတက်ခွင့်မရပဲအဖက်ဖက်ကနင်နာနေစေဖြစ်တဲ့သမီးလေးချစ်ချစ်တုံရှိရာမြောင်းများမျိုးကိုရန်ကုန်ကနေကိုရင်သွားရောက်ခဲ့ပြီးသမီးလေးချစ်ချစ်တုံရဲ့အတွက်ချစ်စရာအယုတ်ကြီးတရုတ်ကိုလည်းလက်ဆောင်သွားပေးခဲ့တာဖြစ်ပါတယ်။ဦးတယောက်ဖြစ်ဖြစ်မယ်အသေးဘွယ်ဖြစ်ဖြစ်မယ်အုပ်စုတိုင်းဖြစ်ဖြစ်မယ်တေးကြတဲ့ကဟိုလူဆိုးလူမိုက်တွေပြောရမလို့နော်အုပ်စုလိုက်ဆိုတာမတွေးဖို့ပြောထားလို့လက်မခံဖို့ပြောထားတာ အန်ဒီတယောက်ကကျွန်တော်ပြောအောင်မယ်နော်အန်ဒီတယောက်ကိုလည်းအန်ဒီကဘဝထူးထူးထောင်းထောင်းနော်ကြလားတဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေချိန်မှာထပ်ပြီးတော့မှဘလူလေးလိန်ပြောပေးပါတို့ဘလူလေးညာပြောပေးပါတို့မလုံးနဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ရဆိုတာလဲကျွန်တော်သိတယ်ကျွန်တော်ဒီဝိုင်းနေတာပြောပြလိုက်အန်ဒီအုံတိုင်းဂျုံတွေပါလိမ်းသွားမယ်နော်ဘာဖြစ်တယ် မေးလာခဲ့လို့ရှိရင်ခလေးလေးကျမကြီးတော်တော်မကောင်းလို့ကြောက်မတက်တာပါလို့ပြောပေးပါဟာလားတိတ်မနှုံနဲ့ကျုံးလည်းစိတ်သိရှိရမဟုတ်ဘူးယူပြီးထပြောလိုက်ရတာသိလားကဲဒါပဲတော့ဟိုမှာသွားတွေးဖို့ပြူခက်ခဲတယ်ဒါမဲ့ဘာအဆက်အသွယ်မှမရဘူးလို့ကျွန်တော်ပြန်လဲတဲ့အချိန်မှာကျွန်တော်တို့အဲ့မင်းညာအဲ့ချန်ဒီယိုတိုက်ခဲ့လို့ sorry အဲ့လမ်းလဲဟာဟာကိုတိုက်ခဲ့လို့ရှင်းမဲ့နေရောက်ခဏလို့ဖုန်းကြီး ျွန်တော်ချစ်ချစ်တုံးလေးဖုံးပြောရတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်လေးမရပါဘောအဲရအယုတ်တော့ပေးနေချစ်ချစ်တုံးဖုံးပြောတာချစ်ချစ်တုံးတို့ပေါ့နော်ခလေးသမီးလေးဒီသမီးလေးစိတ်တက်မကြရအောင်ဟိုစိတ်တန်ရာကြောင့်လူပြိုရိုင်လဲမသွားအောင်အဒီလိုဖြစ်တည်နေဒီလိုဖြစ်တည်ကြောင့်ဘဝကိုအရှုံးပေးလိုက်เสียမလိုဘူးဆိုတဲ့အကြောင်းတွေ အပြီးတော့ခွန်ဝပြန်ဖြစ်စေမယ့်ဟာကျွန်တော်ဟိုဘလိုမလဲကျွန်တော်အုံနှောင်းနဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ရင်မတည်းကကျွန်တော်နှလုံးသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနက်နက်ကလေးကျွန်တော်ပြောပြခဲ့တယ်ဗီဒီယိုဖိုင်လေးကျွန်တော်ဒီကိုအခုကျွန်တော်ပြမယ့်ပုံညပို့ပေးဒီရုပ်လေးကိုသူလက်ခံထားတယ်ဆိုတော့အကြောင်းဖတ်ထားတယ်အပြီးတော့ကျွန်တော်သူ့အတွက် ခွန်အားဖြစ်စေမဲ့ဟာပေါ့နော်သမီးလေးကိုခွန်အားဖြစ်မဲ့အားပေးမစကားလေးပြောခဲ့ပါအောင်ဆိုပြီးကျွန်တော်တောင်းဆိုရတဲ့အဲညကမော်မဆွေမျိုးတွေအကုန်လုံးကျွန်တော်လည်းပြောတတ်တယ်လို့လည်းတော့ပြောခဲ့တယ်အဲကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပေးခဲ့တယ်အဲ့ဒါလေးကိုလည်းသူကြည့်နေတယ်အဲတကယ်အဲ့လိုမျိုးလေးဒီလည်းတော့ပြန်လာတဲ့အချိန်မှာတော့အရှိမလည်းဖြစ်နေတဲ့ကိစ္စကြီးရှင်းရအောင်မယ်ဆိုတော့ စိတ်ပူပန်ပြီးတော့ညစ်နေတဲ့အချိန်လေးကသွားရသွားတယ်ငါဘာမှလည်းမတွေ့ကြရဘူးတွေ့ရပါတော့အဲသူနဲ့လည်းဘုံကူတိုင်းပြောလိုက်ရတော့ပြောတော့ဟုတ်တော့စိတ်လည်းကျင်တတ်တာပေါ့ပြီးတော့ချက်ချင်းကျွန်တော်ရုပ်ကိုသူဖတ်ထားတဲ့ဟာဖတ်ထားတဲ့ပုံပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ထားခဲ့တဲ့ view file ကိုရက်ကြည့်နေတဲ့ပုံကျွန်တော် လိုင်းမုံတင်းကြီးနေဗျာတင်းတင်းပြကြတာဘောတော့ဟာဒီမှာတွေ့လားငါသွားခဲ့တာငါတို့မျိုးတွေတို့မျိုးတော့ငါတီးခဲ့ရတယ်ငါရခဲ့ရတယ်ဒါပေမဲ့မတင်တော့ဘူးပြန်တော့ကျွန်တော်ပြတော့ပြမယ်မတင်တော့ဘူးကျော်လဲဒီကိစ္စလင်ပတ်တယ်လို့ကုညီပြရှိနေတော့ကျွန်တော်ပြန်ရမယ်ကုညီတော့မယ်ဒီဒီတစ်တော့ပေါ်မှာဒီကလေးအကြောင်းနဲ့ပတ်သက်လို့ ဒါနောက်ဆုံးမှာပဲကျွန်တော်ပြောတာအဲကျွန်တော်မှကျွန်တော်အခုဖုန်းဆက်သွယ်ရေးလေးရပြီသူတို့မိသားစုတွေနဲ့အဲကျွန်တော်ကူညီသူတို့ကကျွန်တော်အကူအညီလိုတယ်လိုအပ်လာတယ်ကျွန်တော်ကူညီမယ်လိုက်ပါဆောင်ရွက်ပေးမယ်အဲ့ဒါကျွန်တော်ရင်နဲ့မဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ခံစားချက်ဒီကြောင့်လိုက်ကူညီပေးမှာဒါပဲကျန်တာရတော့ကျွန်တော်အားလုံးကိုအမှုပြုတောင်းပန်ပါတယ်ကျွန်တော်ကတိတ်ဆိတ်မရှိဘူးဟို သိစိတ်မရှိဘူးတချို့ကလည်းနားမလည်ဘူးသိတယ်မလားဟိုနားမလည်တယ်လူလည်းအပြစ်မပြောပါဘူးသူလည်းအာသိကျင်ဆုံးနေကိုယ်ဆိုလည်းဟာမပြောသေးဘူးကွာဘာညာဒီမျိုးလိုဖြစ်ပါဘောနော်အဲ့တော့ဒါကဒီကလေးလေးနဲ့ပတ်သက်လို့တင်တဲ့ဗီဒီယိုဖိုင်ကနောက်ဆုံးပါအဲကျွန်တော်ပြောတာဒါပေမဲ့အကူအညီပေးသောမှာသူ ဖွားနဲ့လည်းဖုန်းပြောပြီးပြီးသူ့ဦးလေးနဲ့လည်းဖုန်းပြောရတယ်မနေ့ကပြန်လာတော့မှချစ်ချစ်တုံနဲ့လည်းဖုန်းပြောခဲ့ရတယ်နော်ကျွန်တော်ဓာတ်ပုံမတင်တာတော့စိတ်မထင်ပါတမျိုးမထင်ပါနဲ့ကျွန်တော်အမျိုးမျိုးတောင်းပါတယ်နော်ဒီမှာကြည့်ပါဟိုမှာတော့တော့မြင့်မှန်မပါဘူးပေါ့နော်ဒီမှာကျတော့သူမြင့်မှန်တယ်ဒါလေးတော့ကျွန်တော်ပြမယ်ပါတော့ကျွန်တော်ပို့ထားတဲ့ပုံလေးပြင်းအားဒါကဟိုကလေးမလေးမဟုတ်ဘူးဘောင်းကြောင်ကြီးရော ဆိုရင်လည်းမတက်နိုင်ဘူးเนาะဓမ္မကြီးညလုံးကောင်းလေးလို့ဆိုတော့တည်တယ်เนาะကျွန်တော်အားလုံးတကယ်ပါစေစလာအရင်ငံနဲ့ကျွန်တော်လိုက်ကူညီပေးတာပါเนาะအဲ့ဒါလည်းကျွန်တော်နားလေပြီးကျွန်တော်ဘာအောင်တကယ်ကူညီတကယ်ကူညီပေးတာပဲတကယ်ရောက်သွားပြီလားပဲမလွယ်ဘူးလမ်းတော်တော်ချင်းချင်းလိုင်းကားလေးလာဆိုကျွန်တော်လည်းချင်းလေးကမကောင်းတော့ဘူးတကယ်เนาะ ပြောချင်တာကချစ်ချစ်တုံးတကယ်ချီကျူးလိုက်တဲ့ခရီးတွေမှာပါတယ်။ဘာလို့ဆိုတော့ပြိုလဲနေတဲ့နေထားတော့မဟုတ်ဘူး။ဒီတန်ရှင်းကြောင့်တော့အပြင်းအပိုင်းမသွားတာပေါ့နော်။ကျွန်တော်ထပ်ပြောရင်လည်းပြောတာလည်းတက်ပြီးညှိကုန်ပါဆိုလို့ဗျ။ဟုတ်လား။ဖြစ်မှန်နေလေ။နော်။ဒီကိတနပတ်တယ်လို့ ူတို့ဘက်ကတောင်ဝင်ရှိတဲ့လူတယောက်ကလမ်းမျောထားတဲ့အတန်ဖိုင်ကျွန်တော်မှရှိသေးတယ်သူတို့ဘယ်လိုမျိုးဆက်ဆံထားတယ်ဘယ်လိုမျိုးနှစ်သိမ့်ထားတယ်ဆိုတော့ပေါ့တကယ်ခုလက်ရှိဟိုကလေးမလေးတွေကြောင်းတက်နေတယ်နော်တလားချစ်ချစ်တော့တော့အချိန်နေကြအောင်အကြောင်းကြောင်းကြောင်းအကြောင်းမတက်ဘူးဗျာအဲ့တော့ဟိုဘက်ကပညာရေးနဲ့ပတ်သက်တဲ့ဘက်ကပဲနည်းနည်းကြီးကြီးအန်ဒီနော် ကျွန်တော်တို့စိတ်တူနေတယ်သလားတကယ်တော့သူကနာမည်လည်းရှိတယ်နော်အန်တီဘာလည်းဆိုလည်းသိတယ်ကျွန်တော်ဖုန်းနံပါတ်အတဖိုင်ရှိတယ်သလားအဲ့လိုတွေမလုပ်ပါနဲ့ကိုယ့်ဘက်ကိုကလင်ကြည့်ကြရင်လည်းကြလိန်ညင်နဲ့လိန်နော်ဒီလားဟိုဘာဒီမဲ့ကောင်တော့ခလေးကျမကြီးကြောင့်ဟိုကျွန်မအပေါ်ကဟိုအဖြစ်နေလို့ဒီဟာတောင်းနေလို့ပါဘာဖြစ်နေလဲမသိဘူးလိုက်မလုပ်ပါနဲ့အမှန်အမှန်တိုင်းပဲဖြစ်ပါစေနော် အနည်းရက်လိမ်ကြီးနေအားကြီးလေကိုပေါင်လေးကိုလှမ်းပြီးတော့လိမ်ဒီလားတော့ဝေပြန်တော့အလုံးကျူးတူတယ်